အားလုံးမင်္ဂလာပါ The United Main YouTube Channel နေပြီးတော့အားလုံးကြိုဆိုပါရစေ။ဆိုတော့ Manchester United နဲ့ပတ်သက်ပြီးတော့နောက်ဆုံးရထားတဲ့အပြောင်းအရွှေ့သတင်းလေးတွေကျွန်တော်တို့ပြောရအောင်ပါနော်။ Sorry တဲမှာဆိုလို့ရှိရင် Bayern and Bremen နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ပါမယ်။ပြီးလို့ရှိရင်ကျွန်တော်တို့ဒီ Victor Gyokeres နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဆွေးနွေးသွားမှာဖြစ်ပါတယ်။ဘောလုံးပွဲကြီးကစားမယ်ဆိုလို့ရှိရင်တော့စိတ်ချရတဲ့ Melbourne ရှိပါတယ်။ Promo code 9 United 9ကိုအသုံးပြုပြီးတော့စိတ်ချလက်ချကျွန်တော်တို့ကစားနိုင်ပါပြီ။ Hannover Bonus ကိုလည်းရယူနိုင်ပြီဖြစ်ပါတယ်။ သေးစိတ်ကိုတော့ကျွန်တော် first comment မှာချပေးထားတယ် Telegram နဲ့ Viber နံပါတ်တရားနေပြီးတော့ဆက်သွယ်ဆုံဆန်းမေးမြန်းနိုင်သလိုကျွန်တော်ရဲ့ Telegram channel link ထဲမှာဆိုလို့ရှိရင်လည်း Telegram channel ကို join ပြီးတော့ဒီ Melbourne ရဲ့ကျွန်တော်ဒီ website link ကနေပြီးတော့ application တွေရယူတာ registration လုပ်တာတွေကိုကိုယ်တိုင်ကိုယ်ကျငွေသွင်းငွေထုတ်ပြုလုပ်ပြီးတော့ကစားနိုင်ပြီဖြစ်ပါတယ်ခင်ဗျာအားလုံးမင်္ဂလာပါ Unity Man ပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဆိုတော့ကျွန်တော်တို့ Manchester United ရဲ့သတင်းတွေမှာဆိုလို့ရှိရင်အခုလက်ရှိ ကျွန်တော်တို့ဒီမနော်မနက်မနက်၄နာရီ90ကျော်မှကျွန်တော်တို့တက်လာတဲ့တည်ရှိတယ်။အဲ့ဒါကကျွန်တော်မလဲဆိုလို့ရှိရင်ဒီမနော်ဒီ Athletic ကဒေးဗစ်အော်စတိန်ပြောထားတာဖြစ်တဲ့အတွက်ကြောင့်မို့လုံးဝကျွန်တော်စိတ်ချရတဲ့ခြေလေးမျိုးဖြစ်ပါတယ်။ Manchester United ကဒီမနော် Brentford အသင်းရဲ့ Brian Mbeumo နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒီခုလက်ရှိကျွန်တော်တို့ဒီမနော်ဟိုမကြမီမှာကန့်လန့်မှုလုပ်မယ်မကြမီမှာကန့်လန့်မှုလုပ်မယ်ဆိုပြီးတော့ကျွန်တော်တို့သတင်းတွေထွက်တာရဲ့အနေအထားမျိုးမှာဆိုလို့ရှိရင်အခုလက်ရှိကျွန်တော်တို့ဒီမနော်အပြောင်းရွှေ့ကျွန်တော်တို့ အဲယာယီပြန်ပြီးတော့မပိတ်ခင်ပါเนาะဒါမဲ့ကျွန်တော်ဒီဂျွန်၁၀ရဲ့နေမှာအပြောင်းရွှေ့ဂျွန်ယာယီပြန်ပြီးတော့ပိတ်မယ်။ဘာကြောင့်လဲဆိုလို့ရှိရင်ကျွန်တော် club world cup ရှိတဲ့အတွက်ကြောင့်မလို့ပါကျွန်တော်ဒီဂျွန်လကျွန်တော်ဒီ၁၆ရဲ့နေမှာကျွန်တော်ပြန်ဖွင့်မယ်ခြေနေမျိုးကျွန်တော်ဖြစ်တယ်။ဆိုတော့ဒီအပြောင်းရွှေ့ကျွန်တော်မပိတ်ခင်မှာ AMU ကိုကျွန်တော်ဒီမှာเนาะ Brandfoy နဲ့ agreement ရအောင် Ramos ကနေပြီးတော့ရအောင်အပြီးခွန်မဲ့ခြင်းမျိုးဖြစ်ပါတယ်။လက်ရှိ David Austin ပြောတဲ့ report မှာဆိုလို့ရှိရင် Manchester United ဘက်က Ryan Ambiu နဲ့ပတ်သက်ပြီးတော့ Brentford ဘက်ကိုအမှန်ကန်ကန်လန်ခဲ့ပြီကျွန်တော်ဖြစ်ပါတယ်။ဒါကတော့ဒီကန်လန်မှုမှာဆိုလို့ရှိရင် Manchester United ကကျွန်တော်တို့ဒီပေါ့နော်ဒီ initial fees အဖြစ်ပေါင်၄၅သန်း plus addons ကျွန်တော်ပေါင်၁၀သန်းဆိုတဲ့ပုံစံမျိုးကျွန်တော် total package ၅သန်းနဲ့၅သန်းဆိုတဲ့ပေါင်၅၅သန်းဆိုတဲ့အဲအခြေအနေမျိုးနဲ့ကျွန်တော်ကန်လန်ထားတာကျွန်တော်ဖြစ်ပါတယ်။ဆိုတော့ အဲအခုလက်ရှိနေထားမှာဆိုလို့ရှိရင်တော့ Brandford အနေနဲ့ဒီပေါ့နော်ဒီသူတို့ဒီကစားသမားဖြစ်သူကိုကျွန်တော်တို့ရောင်းချနေရောင်းဟိုရောင်းချဖို့အတွက်သူတို့စဉ်းစားပြီးသားကျွန်တော်တို့ဖြစ်တယ်အခုလက်ရှိနေထားမှာဆိုလို့ရှိရင် Manchester United ဘက်က Brandford နဲ့တောက်လျှောက်ဆိုသူလို့ကျွန်တော်တို့စကားပြောဆိုမှုတွေကျွန်တော်တို့ရှိနေတယ်ဒီပြောင်းရွှေ့မှုကိုကျွန်တော်တို့သဘောတူညီမှုရဖို့အတွက်တောက်လျှောက်ဆိုလို့စကားပြောဆိုမှုရှိနေတာဖြစ်ပြီးတော့လက်ရှိနေထားမှာဆိုလို့ရှိရင်တော့ official ကျွန်တော်တို့ကန်လန်ခဲ့ပြီးကျွန်တော်ဖြစ်ပါတယ်ဆိုတော့ ဒီဘာနော်ကစားသမားဖြစ်သူကတော့ကျွန်တော်တို့ဒီအာဒီပုံကိုယ်ဆိုင်ရာသဘောတူညီမှုကတော့ကျွန်တော်တို့ဒီဘာနော်နှုတ်အားဖြင့်ရထားပြီးသားကျွန်တော်တို့ဖြစ်တယ်ဆိုတော့ဒီကြောင့်မို့ breakfast ဘက်ကိုကျွန်တော်ကန်လန်းဖို့ဒါကျွန်တော်ကြံနေတဲ့အချိန်တွေမှာသူတို့ရှင် United ဘက်က breakfast ဘက်ကို official ကျွန်တော်ကန်လန်းခဲ့ပြီးကျွန်တော်ဖြစ်ပါတယ်ဆိုတော့အခုလက်ရှိနေတာမှာပေါင်55သန်းအာဒီဘာနော် items ကတော့ black 10သန်းပေါ့နော်ဆိုတော့ကျွန်တော်ပြောသလိုပဲကျွန်တော်တို့ဒီဘာနော်တက်မှတ်ထားတဲ့ဈေးနှုန်းဒီပေါင်သန်း50အဲဂျိုင်းမသိန်းထွက်တာကြီးဆိုလို့ရှိရင် ပေါင်သန်း60လို့ပါလို့ ဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်ဒီ Brian Ambumo ဒီစာချုပ်တစ်နှစ်ပဲကြံတော့တယ်ကစားသမားတစ်ယောက်ဖြစ်တယ်ဒါပဲကျွန်တော်ဒီပေါ့နော်ဒီဘယ်လိုပြောရမလဲကျွန်တော်ကစားတဲ့အသင်းဒီ Brandford လို့အသင်းမျိုးမှာကျွန်တော်ဖြစ်တယ်ဘလောက်ပဲခြေစွမ်းကောင်းပါတယ်ပဲပြောပြောကျွန်တော်စာချုပ်တစ်နှစ်ပဲကြံလာတော့တယ်ဒီလိုနေသားမျိုးမှာအဲလူနေသားမျိုးမှာကျွန်တော်တို့ဒီပေါ့နော်ဟိုပေါင်တန်း90ဒီကျွန်တော်ဟိုတတ်မှတ်ထားတယ်ပြောင်းရွှေ့ကြီးပေါင်တန်း90ဒီကျွန်တော်ပေးစီရမလို့တဲ့အချိန်မျိုး90အောက်ကိုရောတဲ့ပမာဏနဲ့ကျွန်တော်တို့ ကန်လန်တင်းတဲ့ခြင်းမျိုးဖြစ်တယ်အက်ဒွန်စီဆိုတာကပြောရမယ်ဆိုလို့ရှိရင်ဒါကအဲဒီဘောနော်အက်ဒွန်ဆိုတဲ့အနေအထားမှာကျွန်တော်တို့လွေတဲ့အက်ဒွန်စီကျွန်တော်တို့ရှိတာဖြစ်တယ်လို့ကျွန်တော်တို့ခတ်တဲ့အက်ဒွန်စီကျွန်တော်တို့ရှိတယ်၁၀သန်းလုံးတိကျွန်တော်တို့လွယ်မဲ့အနေအထားမှာမရှိဘူးဆိုတော့အက်ဒွန်ဒါပြောရမယ်ဆိုလို့ရှိရင်လွယ်လွယ်ခက်ခက်ပေးပြောတယ် performance ကိုကြည့်ပြီးတော့ကျွန်တော်တို့အဥမထားပါတော့ကျွန်တော်တို့ဒီနောက်နှစ်ဒီဘောနော်မန်ချက်စတာယူနိုက်တက်ကချန်ပီယံလိဝင်ခွင့်ရဆိုလို့ရှိရင်ဘယ်လောက်ပေးမယ်အဲဒါမျိုးပေါ့ဒါတွေကကျွန်တော်တို့ပေးရတာတန်တယ်ထဲမှာပါတယ်ဆိုတော့အက်ဒွန်စီဒီကျွန်တော်တို့ ထည့်အတွက်ဆရာမလို့ဘူးဒါပေးပြော်တယ်ပေါ့နော်အဲတကယ်ကျွန်တော်တို့ကြည့်ရမှာဒီ initial fees ပဲ initial fees မှာကျွန်တော်တို့ပေါင်50နဲ့ငါးသန်းကျွန်တော်မချက်ဆိုင်လက်ကကန်လန်လိုက်တဲ့အချိန်မျိုးဖြစ်တယ်ဆိုတော့ပေါင်55သန်းလုံမြင်ကြလေကျွန်တော်ကတော့ပြောရမယ်ဆိုလို့ရှိရင်တော့အန်ဒီပေါ့နော်40လောက်နဲ့ကျွန်တော်စသည်ချင်တာပေါင်သန်း40 50အပြီးတော့မှကျွန်တော်55ဒီကောင်းလေးတိုးတောင်းအောင်ပါလိမ့်လားအဲ့လိုမျိုးဆိုတော့ကျွန်တော်တို့ဒီပေါင်ဒီပေါင်သန်း40 40မြင်55သန်းအဲ့လုံပုံစံမျိုးကျွန်တော်တော့ဖြစ်စေချင်တာပေါ့နော် ဆိုတော့အခုလက်ရှိနေထားမှာဆိုလို့ရှိရင်ပေါင်း35တန် plus ကျွန်တော်တို့ဒီ7တန် addons ပေါ့နော်ဒီလိုပုံစံမျိုးပါဆိုတော့ addons ကတော့ကျွန်တော်ဘလို့အချင်းတွေမျိုးလဲဒီဒီတော့ကျွန်တော်တို့အလုံးဝကျွန်တော်သိရချင်းကျွန်တော်မရှိသေးဘူး initial fees ကတော့ပေါင်း45တန်နဲ့ကျွန်တော်ကန်လန်းခဲ့တာဖြစ်ပါတယ်လက်ရှိကျွန်တော်တို့ဒီကန်လန်းမှုကိုဒီနေ့ကျွန်တော်တို့ဒီပေါ့နော်ဂျွန်လာကျွန်တော်9ရက်နေ့မှာအာဒီကကျွန်တော်လှုပ်ဆောင်နေဆိုတာကိုကြည့်မယ်ဆိုလို့ရှိရင် United ကဒီအပြောင်းရွှေ့ကိုအာဒီပေါ့နော်ယာယီကျွန်တော် transfer မပိတ်ခင်မှာ အပီးသက် အလုပ်ဆောင်ခြင်းနေတဲ့အခြေအနေမျိုးလို့ကျွန်တော်တို့ယူဆလို့ရတယ်ဆိုတော့အဲဒီပေါ့နော်ကျွန်တော်ဂျွန်လကျွန်တော်၁၀ရက်နေမှာအပြောင်းရွှေ့ကကျွန်တော်တို့အာဒီ club world cup ရှိတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ယာယီပိတ်မှာပေါ့နော်ယာယီပိတ်မဲ့အခြေအနေမျိုးဖြစ်တာဖြစ်တဲ့အတွက်ကြောင့်မလို့ရတဲ့ကဒါဒီအပြောင်းရွှေ့ကိုကျွန်တော်အပိသက်လုံဆောင်ပြနေတဲ့အခြေအနေမျိုးဖြစ်တယ်လို့ကျွန်တော်တို့အကြမ်းပြန်ယူဆလို့ရတယ်။လက်ရှိကျွန်တော်ဒီကုညာကိုကျွန်တော်ခေါ်ပြီးသွားပြီပေါ့နော်။ကုညာကိုခေါ်ပြီးသွားပြီဆိုရင်အသင်းဘက်ကကျွန်တော်ပေါင်တန်းတရာရှိတယ်။ကုညာကိုခေါ်တာကချို့ကြတော့ကျွန်တော်တို့ဒီပေါ့နော်ပေါင်62.5တန်းလုံး အဲဒီမနော်ကုံသွားတာမျိုးမဟုတ်ဖိနေ၃နှစ်ကျော်အရေးကြခွဲပေးတာဒီနေရာမှာကျွန်တော်တို့ဒီမနော်ဒီပေါ်တော့အချိုးတူအရေးကြလားဒါမှမဟုတ်အဲဒီမှာထားပါတော့ကျွန်တော်တို့ဒီပထမဆုံးနှစ်မှာဆိုလို့ရှိရင်ပေါင်3သန်း30နောက်နှစ်မှာကျွန်တော်တို့သန်း20အဲနောက်နှစ်မှာ10သန်းဒီလိုပုံစံမျိုးလားအဲကျွန်တော်တို့ဒါတော့တရားပေါက်မသိရတဲ့အခြေအနေမျိုးကြောင့်ဖြစ်ဘလူးပဲဖြစ်ဖြစ်တရားတခုကကိုညာရဲ့ပြောင်းရွှေ့ဒီကျွန်တော်62.5သန်းလုံးကျွန်တော်တို့တိကျနေကျွန်တော်ပေးလိုက်ရတဲ့အခြေအနေမျိုးမဟုတ်တဲ့အတွက်ကြောင့်မလို့ဒီနေ့လည်းမှကျွန်တော်တို့ အဲ့ဒီဘာနော်ကျွန်တော် view mode ကိုကျွန်တော်တို့ခေါ်ဖို့အတွက်ဒီဘယ်လိုပြောရမလဲကျွန်တော်ပတ်စံကြံပါသေးတယ်ပတ်စံကြံပါသေးတယ်ဒီအရမ်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဘယ်ကစားသမားကိုမှကျွန်တော်ရောင်းစရာမလိုသေးဘူးဆိုတဲ့အခြေအနေမျိုးကျွန်တော်ဖြစ်မယ်လို့ကျွန်တော်ထင်တယ်ဆိုတော့ဒီတဲ့ကြောင့်လို့လူလက်ရှိနေသားမှာဆိုလို့ရှိရင် အဲဒီ Manchester United ဘက်ကတော့ကျွန်တော်ပေါင်45တန်း plus 10 then official ကျွန်တော်တို့ကန်လန်ခဲ့ပြီဖြစ်တယ်။အဲဒီနေထားမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီ United ရဲ့ plan အရဆိုလို့ရှိရင်ဒီလာမယ့်ကျွန်တော်တို့ဒီဘာနော်ဂျွန်လကျွန်တော်10ရက်နေ့အကလပ်ဘောကမတိုင်ခင်အပြောင်းရွှေ့ကျွန်တော်မပိတ်ခင်မှာယာယီပေါ့နော်ယာယီကျွန်တော်မပိတ်ခင်မှာအဲဒီအပိတက်ကျွန်တော်တို့လှုပ်ဆောင်ခြင်းနေတဲ့အခြေအနေမျိုးဖြစ်တယ်လို့ကျွန်တော်တို့ကြံပြီးယူဆလို့ရပါတယ်ဆိုတော့နောက်ထပ်ကျွန်တော်တို့ဒီသတင်းတစ်ပုဒ်မှာဆိုလို့ရှိရင်ကျွန်တော် Sky Sports တို့ဘာလို့ရနေပြီးတော့ကျွန်တော်တို့ ဖော်ပြထားတာပေါ့နော်။ Ryan Ambumo အနေနဲ့အခုလက်ရှိကျွန်တော် Brand Food မှာကျွန်တော်တို့ဒီပေါင်ဒီပေါ့နော်။အဲ၄တောင်းခွဲ၅တောင်းပေါ့နော်။အဲ့လောက်လောက်ထိသူရတယ်။ပေါင်၄တောင်းခွဲ၅တောင်းထိရတယ်။ကျွန်တော်တို့ဒီ Manchester United ကတကယ်လို့အတူကိုခေါ်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီလစာအနေနဲ့ပေါင်၂သိန်းခွဲ ေးရမယ်ဆိုတဲ့တည်တခုကျွန်တော်ထွက်ထားတယ်ပြီးတော့ကျွန်တော်တို့နောက်အဲ့ထွက်အဲ့တော့ပြီးတော့သိမ့်မကြအောင်နောက်ထပ်ကျွန်တော်ဘယ်လိုထွက်လာသလဲဆိုရှင်အဲ United Bank ကဒီပေါ့နော်ကျွန်တော်ဘီမိုတောင်းဆိုတဲ့ကျွန်တော်ပေါင်3သိန်းခွဲကိုပြမှာမဟုတ်ဘဲနဲ့ပေါင်3သိန်းတပတ်လောက်ခတ်လာတာပေါင်3သိန်း8000တောင်းနဲ့ကျွန်တော်တို့အပြင်အာဒီပေါ့နော်စာချုပ်ကိုပြင်ဆင်ထားတယ်ဆိုပြီးတော့လည်းကျွန်တော်ပြောတာဒီနေရာတွေကကျွန်တော်ပြောရမယ်ဆိုလို့ရှင်ဒါ rumor အဆင်မဲ့ရှိရလို့ကျွန်တော်ထင်တယ် rumor အဆင်မဲ့ရှိရလို့ထင်တယ် Ryan Mew မို့ဒီကျွန်တော်ဒီပေါ့နော်တကယ်ကျွန်တော်ဒီ at least တစ်ယောက်ကျွန်တော်ဖြစ်တယ်သူကကျွန်တော်ဒီ ပြောမယ်ဆိုလို့ရှိရင်ဘောလုံးကလည်းပြီးတိတ်ပြီးစိတ်ဝင်စားရတယ်မှာမပါဘူးဗျဆိုရှယ်မီဒီယာမှာဆိုလည်းအရင်နာမည်ကြီးရတယ်မှာမပါဘူးတကယ်ကျွန်တော်ဒီမှာနော်ပရီးမီးယားလိရဲ့ underrated player ရဲ့မှာပါတယ်ဗောနော် တော့ DI နဲ့ပတ်သက်ပြီးတော့ကျွန်တော်အရင်ကျွန်တော်အထွန်းတက်လိမ့်မယ်ပြဿနာတွေဖြစ်လိမ့်မယ်လို့ကျွန်တော်ကတော့မထင်ဘူး DI တွေကကျွန်တော်တို့ပြောရမယ်ဆိုလို့ရှိရင်ပြဿနာတစ်ခုကိုကျွန်တော်မီးလာမွေးနေရလို့ပဲကျွန်တော်ထင်တယ်ပေါ့နော်ဆိုတော့တကယ်ကျွန်တော်တို့ပေးရမယ် wage ပြဆိုလို့ရှိရင်ကျွန်တော်တို့သူ့ကိုခေါ်ရတာကကျွန်တော်တို့ဒီဈေးသက်သက်သာနဲ့ခေါ်ရတဲ့ထင်မှာမပါဘူးအခုလက်ရှိနေကျကျွန်တော်တို့ဒီ United ကမ်းလှမ်းရတဲ့ပုံစံကိုကြည့်လိုက်ကျွန်တော်တို့ဒီပေါင်55သန်း package နဲ့ကျွန်တော်ကမ်းလှမ်းထားတာဆိုတော့သူ့ကိုကျွန်တော်တို့လောက်ခလာစာပေးမယ်ဆိုလို့ရှိရင်ကျွန်တော်အခုလက်ရှိ အဲဒီမှာနော်တသိန်းနဲ့နှစ်သိန်းကြားဒီလုံးဝအသင့်တော်ဆုံးပါနှစ်သိန်းလို့ကျွန်တော်လုံးဝပေးလို့ကျွန်တော်မရဘူးလို့ကျွန်တော်ထင်တယ်ဆိုတော့ပေါင်ကျွန်တော်ဒီတသိန်းခွဲလောက်ပါနော်တသိန်းခွဲလောက်ဆိုရင်လည်းတော်တော်ကြီးအချင်းကြီးကောင်းနေဘာမှပြည့်သူလမ်းစာကကျွန်တော်၃စားလောက်ကျွန်တော်တက်သွားမယ်အချင်းကြီးမျိုးဆိုတော့ပေါင်တသိန်းခွဲတသိန်းတသိန်းခဏတောင်တသိန်းရှစ်တောင်အဲ့လောက်လောက်ဆိုလို့ရှိရင်နော်တော်တော်ကိုများနေဖြစ်ပါတယ်ဆိုတော့ပေါင်နှစ်သိန်းဒီကျွန်တော်ရောက်စရာအကြောင်းမရှိပါဘူးဆိုတော့ဒါတွေကလည်းကျွန်တော်ပြောမယ်ဆိုရင်တသိန်းတွေက အဲ့လောက်ကြီးကျွန်တော်ခိုင်ပါတဲ့အဲအနေထားတွေမှာ Sky Sport လို့ဘာလို့ပေါ်ပြတာဆိုတော့လေအဲကျွန်တော်တို့ဒီဘာနော်တရင်တော့ကျွန်တော်တို့ပြောလို့ရတယ်ဒါပေမဲ့အရင် Source ကခိုင်ပါနေတဲ့ချိန်မျိုးမှာတော့ကျွန်တော်တို့ရှိနေတာမဟုတ်ပါဘူးလက်ရှိကျွန်တော်ပြောရမယ်ဆိုရင် Matthias Kunya ကျွန်တော်လာတာဘလောက်ပေးမယ်ဆိုပြီးတရင်ထွက်လာထွက်ဘူးလေဒါပေမဲ့ကျွန်တော် view mode ကြတော့ကျွန်တော်ထွက်လာတယ်လေဆိုတော့အဲ့ဒါဘာလို့ကျွန်တော်ဆိုလို့မလဲဒါဒီဒီဟာတွေကကျွန်တော်ပြောရမယ်ဆိုလို့ရှိရင်ဒီနော်ဖွင့်နေတဲ့လူကဖွင့်တယ်လို့ပဲကျွန်တော်တို့ဟိုပြောလို့ရတယ်ပေါ့နော် နောက်ထပ်ကျွန်တော်တို့ဒီ Sky အ Sky မဟုတ်ဘူးကျွန်တော်တို့ဒီ Manchester United ကအာဒီပေါ့နော် Manchester Evening News ပေါ့နော် United နဲ့ပတ်သက်ပြီးတော့ကျွန်တော် Manchester Evening News က Amy Wilson ဆိုတဲ့ကျွန်တော်တို့ဒီ journalist တယောက်ကတင်ထားတဲ့အနေထားမှာဆိုလို့ရှိရင် Manchester United ဒီဒီပေါ့နော်ကျွန်တော်တို့ဒီ Sporting Lisbon back ကို informal contact ပေါ့နော် informal contact ကျွန်တော်တို့ဒီပြောရမယ်ဆိုလို့ရှိရင်လမ်းပြီးတော့ကျွန်တော်တို့အာဒီလမ်းမေးရတဲ့သဘောပေါ့နော်ဗီတာကီယိုခရက်စ်နဲ့ပတ်သက်ပြီးတော့ informal contact တစ်ခုပြုလုပ်ခဲ့တယ်ဆိုပြီးတော့ ဖော်ပြထားတယ်တမ်းမီရဲ့ဆိုတဲ့သဘောတော့အတိုင်းနေကောင်းလားအစားပြီလားဘာညာအဲဒါမျိုးပေါ့နော် informing context ဆိုတဲ့သဘောတရားဘာမှကျွန်တော်တို့ဒီဟိုဘယ်လိုပြောရမလဲတကယ်ကျွန်တော်တို့ဒီပေါ့နော် concrete content မျိုးကျွန်တော်မဟုတ်ဘူးပေါ့နော်ဆိုတော့အဲလမ်းဆက်သွယ်တာမျိုးကျွန်တော်ရှိခဲ့တယ်ဆိုတော့အဲကစားသမားဖြစ်သူရဲ့အပြောင်းရွှေ့ကသလို့ရှိရင်ကျွန်တော်ဒီဘာနော်ပေါင်သန်း60အဲယူရိုအားဖြစ်သလို့ရှိရင်65သန်းနဲ့ကျွန်တော်ဒီ80ကြားမှာကျွန်တော်ရှိယူရို65သန်းလားနော်ကျွန်တော်ရှိမှာရိုမန်နိုလို့ပြောပြတာအဲ့လောက်ထိကျွန်တော်ရှိတယ်ဆိုတော့ ဆိုတော့တိုက်စစ်မှုနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဟာဒီပေါ့နော်အဲကျွန်တော်ပြောသလိုပဲနောက်ထပ်ကျွန်တော် transfer window ကျွန်တော်16ရက်နေ့ကျော်ပြန်ဖွင့်လိမ့်မယ်အဲ့နောက်ပိုင်းမှာကျွန်တော်အယောင်းတွေလုပ်မယ်အဲအယောင်းတွေပြီးတော့မှအဲကျွန်တော်ဒီအယောင်းတွေလုပ်နေရင်းနဲ့လေအဲကျွန်တော်ဒီတိုက်စစ်မှုခံနာကိုအဲဒီ market ထဲမှာကျွန်တော်ကြည့်သွားမယ်အခြေအနေမျိုးဖြစ်တယ်လို့ကျွန်တော်ကယူဆတယ်လက်ရှိကျွန်တော်ဒီ အဲဒီဂျွန်လာ၁၀ရက်နေ့မတိုင်ခင်မှာ MB Mo ကိုကျွန်တော်တို့ဒီ Brentford ကနေပြီးရအောင်ခေါ်သိမ်းမယ်လို့ကျွန်တော်ထင်တယ်။လက်ရှိကျွန်တော်တို့လည်းကန်လန်အဲဒီအသင်းဘက်ကနေပြီးတော့ကန်လန်ထားပြီးဖြစ်တယ်ဆိုတော့အဲကျွန်တော်တို့တစ်ချက်တော့စောင့်ကြည့်ရမယ့်အခြေအနေမျိုးပါ။ဆိုတော့တိုက်စစ်မှုနဲ့ပတ်သက်ပြီးတော့ကျွန်တော်ကတော့တိုက်စစ်မှုအတွက်ဆိုလို့ရှိရင်တော့ပတ်စံမရှိတော့တော့ဘူးလို့ကျွန်တော်ထင်တယ်။ဘာလို့လဲဆိုတော့အခုလက်ရှိကျွန်တော်တို့ဒီ United ကကျွန်တော်တို့ဒီ Ban MB Mo နဲ့ပတ်သက်ပြီးတော့သူတို့ကန်လန်နေနေထားမှာဆိုလို့ရှိရင်ဒီမှာကျွန်တော်တို့ဒီပေါင်55တန်းပေါ့နော်။ဒါနဲ့ကျွန်တော်တို့အလုပ်ဖြစ်သွားရဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီပေါင်45တန်းလောက်ကုန်ပြီ။ဆိုတော့ ကိုညာရဲ့သူရဲ့နှစ်ယောက်အနေထားမှာဆိုလို့ရှိရင်ပြီးပြီပေါ့နော်ဒါဒါဒါကျွန်တော်ဒီဒီလက်ရှိရှိနေတဲ့ကျွန်တော်ပေါင်းတန်း100ဆိုတဲ့အနေထားဘာမှကျန်တော့တဲ့အခြေအနေမျိုးအဲဒီ striker တစ်ယောက်လောက်ကျွန်တော်ခေါ်လို့ရတဲ့အနေထားမျိုးမှာကျွန်တော်မရှိတော့ဘူးဆိုတော့ဒီတော့ကြောင့်မလို့ကျွန်တော်တို့အဲဒီလက်ရှိရှိတဲ့ကျွန်တော် budget ကိုကျွန်တော်တို့ထပ်ပြီးတော့တိုးမြင့်ဖို့အတွက်ဒါကတော့မှအယောင်းတွေကိုကျွန်တော်တို့အဲဒီပေါ့နော်ဂျွန်လာကျွန်တော်ဒီအာဒီဂျွန်လာ16ရက်နေ့နောက်ကနေပြီးစပြီးတော့အဲဒီအယောင်းတွေကိုစပြီးတော့ကျွန်တော်လှုပ်ဆောင်ရမယ့်အခြေအနေမျိုးမှာကျွန်တော်ရှိသွားပြီဆိုတော့အဲဒီစစ်မှုကကျွန်တော်တို့ဒီ အဲဒီပေါ့နော်ကျွန်တော်လောက်တော့လောက်မှာပါဒီရာကိုကျွန်တော်အပီးတန်တုံးဒီဂျွန်လအပီးဖြစ်မလားဒါမှမဟုတ်ကျွန်တော်ဒီဇူလိုင်အစအစလောက်မှာကျွန်တော်ပြီးမလားဆိုတော့ကျွန်တော်အချက်ဆောင်ကြည့်ရမယ့်အချိန်မျိုးပါဆိုတော့တရင်ထွက်လာတဲ့တရင်ကတော့မြန်တဲ့ဘက်က Sporting Lisbon ကို Vita Gilchrist ပတ်သက်ပြီးတော့အဲအချိန်တွေကိုလှမ်းပြီးတော့ကျွန်တော် မင်းမြန်ခဲ့တာမျိုးလေးကျွန်တော်တို့ရှိရဲဆိုပြီးတော့ဖော်ပြထားတာဖြစ်ပါတယ်ဆိုတော့အချိန်လေးတော့စောင့်ကြည့်ရပါအောင်မယ် Geocrest ကတော့ကျွန်တော်ဒီ Emery ရဲ့အဲဒီဘောနော်စိတ်ကြိုက်တိုက်စစ်မှုတွေထဲမှာကျွန်တော်တို့ပါနေတာဖြစ်တဲ့အတွက်ကြောင့်မလို့အဲဒီဒီပြောင်းရွှေ့ရလဲလုံးဝမဖြစ်ဘူးလို့ကျွန်တော်ပြောလို့မရအောင် Geocrest ကလည်းပြောမယ်ဆိုလို့ရှိရင်နာမည်ကြီးထမင်းငတ်ဘူးဆိုတဲ့ပုံစံမျိုးတော့ကျွန်တော်ဖြစ်တော့ဖြစ်နေတယ်ဒါပေမဲ့တကယ် quality player ပါတကယ်ကျွန်တော် world class player တယောက်ပါဒါပေမဲ့ကျွန်တော်ဒီ Arsenal လို့ပေါင်းတင်ထွက်တယ်ခုလက်ရှိ Arsenal က Manchester ကိုကျွန်တော်နိုင်နေတယ် တော့ကျွန်တော်လည်းရှိမှာကျွန်တော်သတင်းတင်ပြီးခဲ့တယ်ပေါ့နော်ဆိုတော့အတခြားကျွန်တော်တို့ဒီဥမာ Chelsea တို့ဘာလို့ဆိုလို့ရှိရင်လည်း Gilchrist ဆိုတာတဲ့ Leon Delap ကိုကျွန်တော်ခေါ်သွားတယ်ဆိုတော့ဒီလိုချင်းမျိုးတွေဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့အဲဘယ်လိုပုံစံမျိုးတွေဆက်ပြီးရဖြစ်လာမယ်ဆိုတော့ကျွန်တော်ဆက်ပြီးဆောင်ကြည့်ရမယ် market ထဲမှာတော့ကျွန်တော်တို့ဒီ striker list ထဲမှာဆိုလို့ရှိရင်အသင်းဘက်က Victor Osimhen ဒါမှမဟုတ် ပြဒါကရခရဆိုတဲ့ပုံစံမျိုးမှာလည်းကျွန်တော်ရှိတော့ရှိနေတဲ့အခြေအနေမျိုးကျွန်တော်ဖြစ်ပါတယ်ဆိုတော့အသင်းဘက်ကဘယ်လိုမျိုးတွေကျွန်တော်တို့အလုပ်လုပ်ဆောင်နိုင်မလဲဆိုတာတော့ကျွန်တော်တို့ချက်စောင့်ကြည့်ရမယ်အခြေအနေမျိုးပါဆိုတော့ဒါကတော့ဒီနေ့ရထားတဲ့ Manchester United နဲ့ပတ်သက်တဲ့သတင်းတွေဖြစ်ပါတယ်ဆိုတော့ brother တို့ကဒီသတင်းတွေပေါ်မှာဘယ်လိုမြင်ကြလဲ comment မှာဝင်ရောက်မှတ်ချက်ပေးသွားလို့ရပါတယ်ကြည့်ရှုအားပေးညီကများအားလုံးကိုကျေးဇူးများတင်ပါတယ် channel ကို subscribe လုပ်သေးသလိုရှင် subscribe လုပ်ပေးထားကြဖို့အားလုံးတောင်းဆိုပါတယ်ကျွန်တော်နောက်ထပ် video မှာတွေ့ပါမယ်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ